အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်အပရမောက်ကတောင်းပန်ချင်တာကျွန်တော်လက်ရှိမှာချွဲကြက်နေပါတယ်ကျွန်တော်အတန်တော်တော်လေးကိုလွဲနေတယ်ဆိုရင်တော့အဲ့ဒါချွဲကြက်နေလို့ပြောဖြစ်ပါပါအဲ့ဒါလေးကိုကျွန်တော်နည်းနည်းလေးတောင်းပန်ချင်တယ်ဘောနော်ကျွန်တော်အတန်တော့ကျွန်တော်အခုလက်ရှိမှာကျွန်တော်သိချပြန်မှတ်မိဘူးအဲ့ဒီပြဿနာဖြစ်နေအဲ့တော့အဲ့ဒါလေးကိုကျွန်တော်နေနဲ့နည်းနည်းလေးတောင်းပန်ချင်တယ်ဘောနော်အဲ့တော့ကျွန်တော်လက်ရှိဒီနေ့မှာတော့ဒါကျွန်တော်လက်ရှိအပြောင်းရွှေ့တဲ့နေ့မှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်မနက်ခင်းနဲ့ပဲကျွန်တော်ကြုံနေရတယ်လို့ပြောရမှာဘောနော်အဲ့တော့ ဒီနေ့မနက်ခင်းမှာတော့ဒါကျွန်တော်သိသလောက် Manchester United အသင်းနေနဲ့ဒါကျွန်တော်တို့သုံးရနိုင်ဂျီနီဆန်ချိုမှုရတဲ့ပြဿနာကို Manchester United အသင်းပတ်ပြီးရှင်းနေရတယ်ဆိုတဲ့သတင်းတွေတန်တော်ဖက်ဖက်စတင်ပြီးထွက်ပေါ်လာခဲ့တယ်။အဲ့တော့မင်းညားကနပိုလီအသင်းနေတဲ့ကြောင့်ဖြစ်စကားပြပြပြောမှာဘုန်းတော်ကချွဲချက်နေတော့စကားပြောနေနေလေးခတ်တယ်။အဲ့တော့ကျွန်တော်နားလည်ပြီးပို့ကျွန်တော်ညားကနေမျောလင်းနေ။နေကတော့ကောင်းတယ်ဒါပေမဲ့ချွဲချက်နေတဲ့ကြောင့်ဒါနည်းနည်းလေးတော့မျိုးဖြစ်နေတော့ခွန့်လွတ်ပါဘောနော်။အဲ့တော့ဒါကျွန်တော်နပိုလီအသင်းနေနဲ့အခုလက်ရှိမှာကျွန်တော်တည်သလောက်ကိုပြောရမယ်ဆိုရင်တော့ နပိုလီအသင်းရဲ့ CEO ကဆန်ချိုနဲ့ပတ်သက်ပြီးသူတို့အနေနဲ့ deal လုပ်နေတယ်ဆိုပြီးသူတို့ရဲ့ဒါကျွန်တော်တို့ Twitter စာမျက်နှာပေါ်မှာအော်သူတို့ရဲ့အဲ interview တခုမှာသူပုံမှန်လေးလေးဖြော်လာခဲ့တယ်အဲ့တော့သူအနေနဲ့ဒါသူက Manchester United အသင်းနဲ့သူတို့နဲ့အခုလက်ရှိမှာ Jerry Sancho အတွက်ဒါကျွန်တော်တရားဝင်ဆွေးနွေးမှုတွေကိုရှိတယ်ဆိုတဲ့ပုံစံမျိုးကိုသူကပြောလာခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိအခြေအနေတွေကဒါကျွန်တော်တို့ ဘယ်လမ်းကိုဘယ်လိုရောက်နေပြီလဲပါဆိုတော့သူကပြောပြခဲ့တယ်မန်ချက်စတာယူနိုက်တက်ကိုဂျီဒင်ဆန်ချိုနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့တရားဝင်ကန့်လန့်မှုပြုလုပ်ခဲ့တယ်သူ့ပေမဲ့တော့ညာလေအခုလက်ရှိမှာသူတို့အတွက်ဒါကျွန်တော်ပြဿနာအကြီးအမားဆုံးဟာဂျီဒင်ဆန်ချိုရဲ့လုခလာစားပဲအဲ့တော့ပြောချင်တာဂျီဒင်ဆန်ချိုအနေနဲ့လက်ရှိအနေနဲ့ဒါကျွန်တော်လုခလာစားကိုလုံးဝရှော့ယူခြင်းမရှိတဲ့ပုံစံကိုမြင်ရတွေ့ရခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုပြည်သက်တွေကကြားခဲ့ရပြီဖြစ်တယ်အဲ့တော့ ဂျေရင်ဆန်ဂျိုရဲ့လက်ရှိပြဿနာအရာပဲဂျေရင်ဆန်ဂျိုကိုလက်ရှိမှာ comic club ဒီမှာအများကြီးရှိတယ် of course ဂျေရင်ဆန်ဂျိုနေကိုအခုလက်ရှိအသက်အရွယ်အဖြစ်လဲတကယ်လို့ဒါဆော့လို့ရနိုင်တယ်ဒါကျွန်တော် Chelsea မှာလည်းအမှန်တိုင်းပြောရမယ်ဆိုမဆိုးလာတဲ့ဂျေရင်ဆန်တစ်ခုပြသခဲ့တယ် United ဘက်ကလည်းလက်ရှိမှာဒါဂျီရင်ဆန်ချိုအတွက်ကျွန်တော်တိတိလောက်ကိုပြောရမယ်ဆိုရင်တော့ဒါ Euro 10သန်း15သန်းပေါင်10သန်းလောက်ရမယ်ဆိုရင်တော့ဂျီရင်ဆန်ချိုကိုရောင်းသွားဖို့တော့ပြင်ဆင်လာခဲ့တယ်။အဓိက United ရဲ့နံပါတ်1အဓိကလှုပ်ချင်တဲ့ဥစ္စာကဂျီရင်ဆန်ချိုကိုအသင်းကနေထုတ်ပစ်ဖို့ပဲ။အဲ့ဒါက United အသင်းအတွက်အဓိကလှုပ်ဆောင်ရမယ်ချက်ပဲ။အဲ့တော့ ဒီနေ့မှတော့ Manchester United အသင်းနဲ့ဒါကျွန်တော်ဘယ် offer ပဲလာလား Jadon Sancho နဲ့ပတ်သက်ရင်လုံးဝ all ears ကိုနားထောင်ပြီးသားဖြစ်တယ်ဒါပေမဲ့ပြဿနာကခုလက်ရှိမှာ Jadon Sancho ရဲ့လောက်ခလာစာလုံးဝမ short ချပေးမှုက Manchester United အသင်းအတွက်အဓိကစဉ်းစားစရာဖြစ်ခဲ့တယ် Common Club တွေကခုလက်ရှိမှာ Napoli တို့ Juventus တို့ဒါကျွန်တော်လက်ရှိ Sorry Club တွေနေနေစိတ်ဝင်စားအဲ့တော့ Sorry Club တွေကိုယ်တိုင်ကတော့မှဒါ Jadon Sancho ရဲ့လောက်ခလာစာကိုဒါတပတ်လောက်ခလာစာဒီ3သိန်းနဲ့3သိန်းခွဲချမပေးခြင်းဘူးဆိုရင်တော့ Europa Club တွေနေနေပို့ပြီးတော့မပေးခြင်းဘူးဆိုတာကတိတ်ပြီးတော့ဆန်းလှမယ်တော့ကျွန်တော်နေနေမထင် င်ဘူးလို့မြင်တယ်အဲ့တော့ဂျေရင်စန်ချိုမွေတဲ့ပြဿနာအခုလက်ရှိမှာ United အသင်းကကာစီဘီခံနေရတယ်အဲ့တော့လက်ရှိမှာစာချုပ်တတန်းရတယ်တစ်နှစ်ပဲကြံနေသေးတယ်ကစားသမားပဲတစ်နှစ်ပဲကြံတော့တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်အသင်းအနေနဲ့ကလည်းဒါပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့အိုးလက်ရှိမှာပြအမှန်တမ်းပြောမှာဆိုစာချုပ်တတန်းတွေပါရသိပြီပြောဖို့မလိုတော့ဘူးလို့ကျွန်တော်အနေနဲ့မြင်ဘာကြောင့်လဲလို့ပြောရမယ်ဆိုရင်တော့ကစားသမားကို United ဘက်ကဖြစ်နိုင်မယ်ဆိုရင်တော့မှအလကားတော့ထွက်ပေးထွက်စေခြင်းတဲ့သမားပါတယ်ဒါပေမဲ့ စာချုပ်တန်းတန်းတနည်းလက်ကျန်သေးတယ်အလကားသာပြီးထွက်မယ်ဆို United ဘက်ကနေဒီစာချုပ်ကိုသူတို့ဘက်ကလည်းဖြတ်သိမ်းပေးရမယ်တိတိလောက်ဖတ်မိရတော့ပြောရမယ်ဆိုရင်တော့အကဲ United ဘက်ကဒီစာချုပ်ကိုဖြတ်သိမ်းပေးခဲ့ရမယ်ဆိုရင်လစာ3သိန်းခွဲကိုဒါကြောင့်တနည်းစာလည်းပေးရအောင်အဲ့တော့တသိန်း3သိန်းခွဲပြန်တွက်ကြည့်ပြားကိုတစ်လ1.2 million ပဲပေးရမှာဒါကျွန်တော်ဒါတနည်းစာဆိုစနစ်ညှောက်ကြည့်လိုက်ဗျာတနည်းကိုဒါကျွန်တော်15သန်းလောက်ပေးရမှာအဲ့တော့ ပြောချင်တာကိုယ့်အသင်းကထွက်ဖို့အတွက်တော့ကိုယ်ကပတ်စံပေးရမယ်သဘောကြီးဖြစ်နေတာကြီးရ United ဆိုတော့တော်တော်လေးကိုစိတ်ပြတ်စရာကောင်းခဲ့တယ်ပေါ့နော်အဲ့တော့ United ပြည်သက်ကြီးကြားထဲမှာ Sanchez ရဲ့အပြုတ်မှုကတော်တော်လေးကိုလူပြောများစရာဖြစ်ခဲ့တယ် အခုချိန်ထိလည်းလူပြောများစွာဖြစ်နေတော့မှာအဲ့တော့ဒီနေ့မှာကျွန်တော်ရဲ့ personal မြင်လေးကျွန်တော်နည်းနည်းလေး error လုပ်ချက်တာဆန်ချိုအနေနဲ့ဘာကြောင့်မလို့များ United ကိုဒီလိုမျိုးဒုက္ခပေးဖို့အတွက်စဉ်းစားနေကြတယ်ပေါ့နော်ဒါမှလည်းပြောမှာဆို United အသင်းနဲ့ဒါဆန်ချိုကို of course United အသင်းနဲ့ဒါကစားသမားတွေတချို့ကစားသမားတွေကို harshly treat လုပ်ခဲ့တာအများကြီးရှိတယ်ဟုတ်တယ်ခုနကပြောသူပြစ်သက်တီနဲ့ဒါ United အသင်းအနေနဲ့ဒါကစားသမားတွေတည်တည်ချာ handle လုပ်ခဲ့တဲ့ case ရှိတယ်ဒါပေမဲ့ဆန်ချိုကအဲ့ဒီ case တွေထဲမှာပေါ့ပေါ့ကျွန်တော်ဘောလုံးဒီတဲ့နေစပြောကလေးကဆန်ချိုကို United အသင်းလောက်တည်တည်ချာချာ handle လုပ်တာအဲ့ဒါပဲချက်ဒါ manager ရဲ့သူ့ကြားထဲမှာဖြစ်တဲ့ပြဿနာသူ့တကယ်နာပေါ့နော်ဒါအသင်းဘက်က ပါဝင်နေပြီအသင်းဘက်ကဒါဝနာပုံသူပဲဆန်ချိုကိုအချိန်နေအများကြီးပေးခဲ့တယ်ဒါကျွန်တော်အကောင်းဆုံးဒါကျွန်တော်မှတ်မဲ့ရစိတ်ကျဲမာကြီးပါညာဆိုလဲကုပေးခဲ့တယ်နိုင်ငံခြားတီသွားပြီးအောင်သူ့နေတာအချိန်တစ်ခုပေးပြီးဒါကျွန်တော်ဘောလုံးပြက်ကန်နံကိုလှုပ်ပေးခဲ့တဲ့အသင်းတစ်သင်းကိုဘလို့ဖြစ်လို့လက်မသိဘောနော်ဆန်ချိုကဒီလိုမျိုးဒါကျွန်တော်အပြုတ်မှုတွေကိုပြုတ်လုပ်ပေးနေတဲ့ဥစ္စာကတော်တော်လေးကိုဆိုးရွားတဲ့အချက်တစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ ဒါဆန်ချိုရဲ့ပြဿနာကတော့ United အသင်းကအခုချိန်မှာဖြည့်ရှင်းနေရဆဖြစ်တယ်ဒါပေမဲ့ United ဘက်ကတော့ဒါရှင်းလို့ရတဲ့ဥစ္စာကတခုပဲရှိတယ်သူအနေနဲ့ဒါလက်ရှိမှာနှစ်လမ်းပဲရှိတယ်ဒီကစားသမားကိုရောင်းရောင်းမရောင်းစာချုပ်ဖြတ်သိမ်းပဲနီးပဲဖြစ်ဖြစ်လက်ရှိမှာ United ဘက်ကတော့ကျွန်တော်အဓိကရောင်းချင်တာပေါ့နော်သူတို့အနေနဲ့ဒါပတ်စံလေးလေးရမယ်ဆန်ချိုလည်းသူလမ်းသူသွားမယ်အကုန်လုံးပြဝင်းဝင်း situation ဒါပေမဲ့ပြဿနာကအခုလက်ရှိမှာတော်တော်လေးကိုအကြီးမားဆုံးပြဿနာကဆန်ချိုရဲ့လုခသားစာလုံးဝရှော့မယူတာအဲ့တော့ဆန်ချိုကလုံးဝလားလုခသားစာရှော့မယူတဲ့အချိန်မှာပြဿနာက United ဘက်ကကဲခုနကကြိုက်တဲ့အသင်းစကားပြောပြဟုတ်တယ်မှာကြိုက်တဲ့သူမှာခင်ဗျာ ကာကြီးနဲ့ပြောပြောခါကွင်းနဲ့ပြောရပ်လက်နဲ့ပဲပြောဘလူးနဲ့ပဲပြောပြောโอเคငါကတော့နောက်ဆုံးကမင်းငါနှစ်တန်းလောက်နဲ့စံချိုးဖြစ်အောင်လုပ်ပေးမယ်အေဟုတ်တယ်ဒါပေမဲ့စံချိုးရဲ့လက်ရှိလောက်ခလာစား15တန်းလောက်ရှိတဲ့နေ့ကိုအဲအဲ့ဒါကျွန်တော်3သိန်းခွဲနဲ့ပဲတွက်ထားတာနော်3သိန်း3သိန်းခွဲနဲ့ပဲပြီးတော့ဘာညာပိုင်းတိုင်ပေါ့အဲ့တော့လက်ရှိဖြစ်သွားနိုင်တဲ့သဘောတရားဘာဖြစ်သွားနိုင်ကျွန်တော်အမြင်ကကြားထဲမှာလုံးဝဖြစ်သွားနိုင်တဲ့သဘောတရားဘာဖြစ်လဲဆိုတော့ဒီတစ်နှစ်ကို United အသင်းနဲ့အငှားပြန်ထုတ်အငှားပြန်ထုတ်တဲ့အချိန်မှာ United ဘင်အသင်းဘက်ကနေပြီးတော့လာစားတာကျွန်တော်တို့ percentage တစ်ခု ပြန်ပြီးတော့ဒါကျွန်တော်တို့အဲပြန်ပြီးပေါ့နော်ဟိုးရင်တော့ Alexis Sanchez ဖြစ်ခဲ့တဲ့ problem လို့ပဲ Alexis Sanchez ကထားပါ United ဘက်ကဒါအတင်းပြီးဒါကျွန်တော်လုတ်ခဲ့တဲ့ပြဿနာရှိရတော့ထားပါ ်ဆန်ချိုရဲ့ပြဿနာကတော့ United ဘက်ကပြန်ကြည့်မှာတော်တော်လေး United ကတသက်ကြီးခံသွားတယ်လို့မြင်နေဒီကစားသမားတို့ United ဘက်ကဒါကျွန်တော်တန်း90လောက်ကြီးတဲ့ပေးလာတယ်လုခလာစာဆိုလဲဒါအနှစ်ကြီးတွေပေးနေရတယ်မှာပါအဲ့တော့ဆန်ချိုတို့ကတော့ဆန်ချိုပဲဗျာဒါကျွန်တော်အသင်းကိုဒါဒုက္ခနောက်ဆုံးချိန်ထိပေးနေစေလို့ပဲပြောလို့ရမယ်တယ်မှာပါအဲ့တော့ဒါအမေရဲ့ဒုက္ခဦးလေးတွေအကြောင်းဆက်ပြီးပြောမယ်ဆိုရင်အခုလက်ရှိမှာ United ပြည်သက်တွေကြားထဲမှာပြောနေတဲ့ကိစ္စကအလာဟာဒူကနာချူကိစ္စပဲအလာဟာဒူကနာချူကိစ္စနဲ့အခုလက်ရှိဒါကျွန်တော်တို့ သူအနေနဲ့ vacation သွားတဲ့ချိန်မှာအဲ့ဒါကျွန်တော် Aston Villa အသင်းရဲ့ engine ကိုဝစ်ခဲ့တယ်ပေါ့နော်အဲ့ဒါကကျွန်တော်ရဲ့အမြင်လေးကလည်းနည်းနည်းလေးအဲ့တော့လှုပ်သွားကျင်တာကပါလဲဆိုကျွန်တော်တို့ကတာကိစ္စမရှိဘူးဆိုတော့သူဝစ်သွားတဲ့ engine ကဒါ market ratio ရဲ့ engine ဖြစ်တယ်ပြီးတော့ကျွန်တော် Aston Villa အသင်းကိုကျွန်တော် Manchester United အသင်းရဲ့ပြိုင်ဘက်တစ်ယောက်အနေနဲ့ကျွန်တော်တို့မမြင်တဲ့ကြောင့်ဒါတိတ်တော့ကိစ္စမရှိဘူးဒါပေမဲ့ United ပြည်သက်တွေကြားထဲမှာဒါ of course တခြားသော Premier League ရဲ့အသင်းရဲ့ engine ကိုဝစ်ထားတဲ့ကြောင့်လို့ United ပြည်သက်တွေကြားထဲမှာဒီကိစ္စကတော်တော်လေးကိုပြောစရာဖြစ်လာတဲ့ဥစ္စာကတော့ စိတ်ဝင်စားတာဖြစ်လာအဲ့တော့လက်ရှိမှာတေဂျာတကူအလဟန်ဒရိုခနာချူလည်းဒီလိုပြုမှုနေပုံရဆိုရင်တော့သူ့အနေနဲ့သူလည်း United အသင်းကနေထွက်ပုံထွက်ချင်ပုံရရတဲ့တော့မှရှိတယ် United ဘက်ကလည်းပြတ်သားပါတယ်အလဟန်ဒရိုခနာချူကဒါကျွန်တော် United ဘက်ကလည်းအယောင်စီတင်ထားပြီးသားဖြစ်လို့ရူဘင်အာမိုရီအနေနဲ့ကလည်းဒီအသင်းကိုပြန်မလာနိုင်လို့သူ့အနေနဲ့မပြောရုံတမဲပဲရှိတဲ့အနေထားမှရှိတယ်လက်ရှိမှာဒါရူဘင်အာမိုရီနဲ့ဖြစ်တဲ့ပြဿနာကြောင့်မို့အလဟန်ဒရိုခနာချူက United အသင်းကပြောင်းဖို့တဲ့တေဂျာတဲ့အနေထားလေးတွေကတော်တော်လေးကိုများလာခဲ့ပြီအဲ့တော့ United မှာရည်ရပြန်တွေးကြည့်မယ်ဆိုအမေရဲ့ဒုက္ခဝူးလေးဒါအများကြီးတမှာပါတယ်အလာဟာနိုကနာချိုကို Manchester United ဘက်ကတော့ကျွန်တော်လက်ရှိမှာပြောင်းရွှေ့ခြေကိုပေါင်းတန်း50စီသတ်မှတ်ထားခဲ့ပြီးတော့ဒါပထမတန်း60စီသတ်မှတ်အခုလက်ရှိမှာတန်း50စီပြန်ပြောင်းလဲပြီးသတ်မှတ်လိုက်တယ်ဖြစ်နိုင်မယ်ဆိုရင်တော့ပေါင်းတန်း40လောက်ရမယ်ဆိုရင်တော့လူကျင်တယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့နည်းသွားတယ်ဒါပေမဲ့လက်ရှိမှာအလာဟာနိုကနာချိုကိုစောင့်ကြည့်နေတဲ့ club တွေရှိခဲ့ပေမဲ့တရားဝင်ချိတ်ဆက်မှုတွေတော့မပြုတ်တော့သေးဘူးလက်ရှိမှာ London club တွေဖြစ်တဲ့ဒါကျွန်တော် Arsenal Chelsea တို့နည်းတောင်းမှန်လူအချက်ရအလာဟာနိုကနာချိုကိုစောင့်ကြည့်နေတယ် ဒါပေမဲ့ပြည်သူနာအလာဟန်ဒူဂနာချွေးလက်ရှိ attitude problem ဝန်လက်ရှိဒါကျွန်တော်တို့အကျင့် problem ကြောင့်မလို့အသင်းတွေနဲ့ comment ဆိုရင်တော့တော်တော်လေးကိုတွန်းဆုံနေတယ်လို့သိရတယ်မှာပါဒါပေမဲ့ခြေစွမ်းကတော့ Premier League ခြေစွမ်းမလို့တိတ်ပြီးတော့သူစားစမ်းမဟုတ်ဘူးဆိုတာမြင်လို့ရတယ်မှာပါအဲ့တော့လက်ရှိအနေအထားရတာကျွန်တော်တို့လက်ရှိ United အသင်းရဲ့ဒါမှနောက်ထပ်ဥက္ခဥလီတယောက်ဖြစ်တဲ့ market ratio market ratio လည်းဒီတိုင်းပဲဒါပြည်သက်တွေကြားထဲမှာလူပြောများနေကြတယ်လမင်းရမဲနဲ့ပတ်သက်ပြီးသူလမင်းရမဲနဲ့ဒါတွဲဆော့ခြင်းနဲ့ကဘာမှအကောင်းဆုံးနဲ့ကစားသမားတယောက်ကိုဘာလို့တွဲမဆော့ခြင်းရမှာလဲဆိုတဲ့ဒါပြောဆိုမှုတွေကြားထဲမှာဒါ of course ဒါကတော့ तू ကတော့မနေ့ပြောမှာဆိုရင် market ratio ကဒါ sancho ru ဒါအဲ sancho ru ပေါ့တော့မဆိုးလောက်ဘူးလို့မြင်တယ်သူနဲ့ဒါ तू of course လမင်းရမဲနဲ့ तू တွဲဆော့ခြင်းနဲ့ဘာညာ तू ပြောသွားခဲ့တယ်ဒါပေမဲ့ပြဿနာကနောက်မှဒါပြည်သက်တွေကြားထဲမှာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့တော့ ပြီးတော့နောက်တစ်ခုကဒါ ratio ကိုတိုင်ကလည်းအသင်းပြောင်းမယ်ဆိုရင်လောက်ခလာစာအများကြီး short ယူပေးဖို့တော့သူနဲ့ ready ဖြစ်နေတယ်သူအတွက်ကလက်ရှိမှာဒါကျွန်တော်တို့အဲလောက်ခလာစာဆိုရတဲ့အဓိကသူအတွက်ကအရေးကြီးတာက solve minute ရဲ့အဲ Thomas Tuchel ဒါကျွန်တော်အင်္ဂလန်အသင်းမှာပြန်လည်ပြီးတော့ပါဝင်ပြီးပွဲထွက်ဖို့အတွက်ကအဲသူအတွက်ကနံပါတ်1ပြည့်မဲ့ဖြစ်တဲ့ကြောင့်သူဒီနဲ့ဒါဟာအသိပ်ပြီးတော့ ဒုက္ခလာတာသိပြီးကိစ္စအဲ့တော့ United ကိုဒုက္ခပေးနေမြည်ရဲ့ဒုက္ခအိုးလီဒီကတော့လက်ရှိချိန်ထိတော့ဒါကျွန်တော်တို့စိတ်ဝင်စားစရာအခြေအနေတစ်ခုပဲဖြစ်နေတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကွန်ပျူတာပေါ့ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလူဆန်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့ရဲ့ link လေးတွေကိုထည့်ပေးထားကြမှာကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတမရဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမုံအောင်တောင်းပေးနေပဲ။ကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတူကြရပါဘို့။အားလုံးမကြိုတမရဲ့ကျွန်တော်တို့ကပြပါဗျ။ Default ဗျ။